မြန်မာနဝတ်ချန်နယ်ကိုအစဉ်တစိုက်အားပေးနားဆင်နေကြတော့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ချန်နယ်လေးကနေပရလောကနဲ့ဂမ္မရဇလကောက်လေးတို့ကိုနေ့စဉ်ရွေးချယ်တင်ဆက်ပေးနေပါတယ်။ဒီကနေ့မှာတော့ပရိသတ်များနားဆင်ရမယ့်ဇလလေးကစာရေးဆရာထမန်တောင်ကိုရေးသားထားတဲ့စောရမင်းကောင်နဲ့တိုင်းဆရာမောင်ဖုံးဇလလေးကိုပရိသတ်ကြီးကနားဆင်ရမှာဖြစ်ပါတယ်။ကောင်းငင်ရန်ကကြည်လင်ရှင်းတတ်နေပြီးပြောင်းလဲတဲ့အစီအတခုရှိနေလေတယ်။ နေဘက်ခါကောင်းငင်ကြီးတော့နေရပို့တာပေါ့မင်းကောင်တို့၃ယောက်ကတော့ဒီလိုကြည်လင်မင်းနေပူပြင်းပြင်းရှိနေတဲ့ကောင်းငင်ရံရဲ့အောက်ကလက်ဝေးပြည်နေတတ်မှာကန်သိန်းရိုးအတိုင်းဖြတ်တန်းသွားလာနေမိတယ်ဒီလိုသွားလာနေမိတာကလည်းအကြောင်းရှိတယ်ပုံမှန်ဆိုရင်တော့သူတို့ကစကိုင်းကိုပြဲကြမှာစကိုင်းရောက်တဲ့အခါဂရီတစ္ဆာပြုတ်ထားတဲ့အတိုင်းဒနရှင်တို့ကိုတော်လိုက်ရမှာပေါ့ဒါပေမဲ့လည်းဂရီတစ္ဆာထားတော့ကနင်းနမိတ်မပအောင်လေဒါကြောင့်လဲမင်းကကောင်းမှုအကြောင်းပြုတ်ပြီး ဥပထူးတို့ပါ내송လှဲ့ရင်냐냐ကိစ္စတွေကိုကြုံတွေ့ရင်ဆိုင်ရလိမ့်တယ်။ပြင်မနာမျိုးကနေသူတို့ထွက်လာပြီးတဲ့အချိန်ကျတော့ဥပထူးကမင်းကောင်တို့ဒီလိုတိုင်မြင်လာခဲ့တယ်။မင်းကောင်နဲ့တန်တော့ကိုသွေးဆုပ်တဲ့မိစ္ဆာတို့ရဲ့ယောင်အသားရရလောက်ထွက်တဲ့တပေါင်းမသားတို့ရဲ့ယောင်တတိုင်းပြင်လုံးကခံစားနေရတာကအခုပဲကြည့်တနာကျူကောင်မောက်ကိုလိမ့်လေပြီးရရှိလာတဲ့တားအောင်မမေတမင်းအောင်မမြင်တတ်တဲ့ဖအေးဆိုတဲ့ကောင်မျိုးလည်း ငါတို့လောလောလတ်လတ်ကြုံခဲ့ရလေတယ်ဝိသမလောဘအတော်မတတ်နိုင်တဲ့အသက်သခင်ကိုချစ်စွတ်တဲ့ဘာမင်းလိုကောင်းကိုလည်းစုံခဲ့ရလေတယ်နောက်ငွေဝေးနဲ့ဖြစ်စည်းတဲ့ကျော်ဟိုးလိုဘာလို့ဒီလိုကောင်းတွေကိုလည်းတွေ့ခဲ့ရတယ်ဒါတွေကိုကြည့်ပြီးတော့ငါတို့စကန်းကိုဥတီနေပြန်တာမှားမြမှားနေပြီလားမသိတော့ဘူးနော်ဥပါတူရဲ့စကားကိုမင်းကောင်တို့ကြားကြားချင်းတော့နားမလည်နိုင်ဖြစ်ခဲ့ရလေတယ်။ငါပြန်တွေးကြည့်တော့တေပေါ်ကူတော်ရဲ့သဘောမှာပြေသာရင်းကိုဆွဲဆောင်ပါ တော်လန်တာမျိုးမဟုတ်ပဲတစ်ဖက်ကနေပြည်သူကိုဆောက်ရှောက်ပါလို့မှားသွားတာမျိုးကွာအခုစကန်းကိုပဲပြန်မို့လုံနေတဲ့ငါတို့ရဲ့လုံဆောင်ချက်တွေကမှားနေပြီထင်တယ်တနေရာတွေကိုကွက်ပြီးဆောက်ရှောက်ပေးရမယ့်သဘောဖြစ်နေတယ်နေရာတိုင်းမှာတကြောင်တက်ကြတာတရွာလေးတပုတ်ဆန်းဆုသူလို့ပဲပြဿနာတွေကရှိနေတတ်တယ်ကွာဖြစ်ခဲ့တဲ့ပြဿနာတိုင်းကငယ်ချက်ကိုယ်တိုင်ဖြစ်ဖြစ်မဖြစ်အဲ့ဒီတသက်သွားတွေကိုပထွေးအဖေထင်ပြီးယူကျိုးနေတဲ့ငွေကြေးရှည်ကောက်နေကြမယ် ဒီတော့ငါတို့စကားကိုပြန်လာလဲပြက်မယ်။ဒါပေမဲ့ပြဿနာရှိတဲ့နေရာတိုင်းကိုလည်းအခွင့်ရှိသလိုကူညီမယ်။လမ်းရိုးအတိုင်းပြောင်းရင်တော့မြင်မြန်ရောက်မှာပဲ။ဒီတော့ငါတို့ခန္ဓာရေးခီးသွားများလို့ခြေချင်းလှမ်းရင်းနေဆုံးဖြတ်ချက်လို့တွားကြတော့မယ်ကွာ။မျက်နှာမွေးကြုံမွေးတွေအတွက်ငါတို့ကရှိပေးတင်တယ်မဟုတ်လား။ဒီတော့အခုအစပြီးတော့ငါတို့လမ်းကြောင်းကိုပြောင်းလဲကြတာပေါ့။ဥပသူပြောတော့ကိုမင်းငေါတို့လည်းသဘောတူခဲ့ကြတယ်။ဒါကြောင့်မဲရမဲသေးကိုမရောက်ခင်မှာ စီးလာတဲ့ကားပေါ်ကနေဆင်းကြပြီးတော့လမ်းဆင်းလျှောက်ကြတယ်။လမ်းပုံပုံတွေးတော့ဆက်လိုက်ကြတယ်။မျိုးပြပြတွေးတော့ရွမက်ပြီးဥတီလှမ်းခဲ့ကြလိမ့်တယ်။ဒီလိုနဲ့ပဲမင်းကောင်တို့၃ယောက်ခြေခြေခီးနဲ့ရွာစင်လှဲ့လှယ်သွားလာနေခဲ့တာ။နေ့ရက်အတွင်းမှာပဲရွာပေါင်း၅ရွာနဲ့အခုလက်ရှိ ဖြတ်တန်းနေကြတဲ့လယ်ပြင်၆ချောက်ချောက်ကြီးအထိခရီးပောက်ခဲ့ကြပါတယ်။ပြဿနာလေးတချို့ကိုလည်းဖြေရှင်းဖေးကူနိုင်ခဲ့ကြပြီ။စားရည်နေရည်ကြက်တဲခက်ခဲကြတဲ့သူတွေကိုလည်း အစဉ်ပြေအောင်ငွေကြေးတချို့ကူညီပေးနိုင်ခဲ့ပါတယ်။ရှင်းနာတော့ညောင်မင်းကြီးပဲရှိတာပဲကွ။ငါတို့အဲ့ဒီမှာခဏနားကြရအောင်။အရှိခက်ပြပြစီရလယ်ပြင်ထဲမှာထီထီကြီးကြီးမအုပ်မလုံးနေတဲ့ညောင်မင်းကြီးကိုလှမ်းမြင်ရပြီးတော့ဥပဒုဟာပြောလာတယ်။နေပူကျဲကျဲတည်းရနေချေချေဖြတ်တန်းလာရတော့သုံးယောက်စလုံးချွေးတွေနှိွှဲနေတဲ့အပြင်ကြီးကလည်းဆာလောင်လောလာတယ်။ဒီလိုကြောင့်လဲနားရမယ်ဆိုတဲ့အတိအကျ တုံးရသားညောင်မင်းကြီးစီကိုအပြေးတစ်ပါးလှမ်းခဲ့ကြလေတယ်။ညောင်မင်းကြီးရဲ့အောက်စီကိုရောက်တော့ခြေပြက်လက်ပြက်ထိုင်မိကြပြီ။မောပန်မှုကိုဖြေဖြောက်ကြလေတယ်။ညောင်မင်းကြီးရဲ့အတော်လက်လက်တစ်ဖက်မှာရတရရှိနေတာကိုလည်းမြင်မိလိုက်ရတယ်။အကိုကြီးကျောက်တော့ဒီပုံတိုင်းသွားမယ်ဆိုရင်မင်းတော့လုံးမထင်းနဲ့နော်။တာနောကပြောလာတယ်။မင်းကောင်ကပြုံးစီစီဥပဒုကအေးကွာမင်းပြောမှပဲတတိရတယ် ငါတို့တကယ်လိုအပ်နေတာပဲကွာဒါပေမဲ့အခုတော့လက်ထဲငွေရနဲနေပြီမင်းကောင်ရှိရလေအကိုကြီးကဟာကြောက်ကိုစီးကြမလို့လားဗျမင်းတော့မစီးပါဘူးမင်းကောင်ရဲ့ငါသာမင်းကိုတက်စီးလိုက်မင်းအယိုးတွေကျိုးရကြည့်ရဲ့ဒါဖြစ်ကြောက်ကမင်းခိုးပေးရမှာလေအဲအဲ့လိုမဟုတ်နော်မမင်းမဖို့အတွက်ငွေခိုးပေးရမှာကွာမင်းကောင်ရဲ့မျက်နှာကရှုံ့မဲ့သွားတော့ဥပထူးတို့ကရေးကြတယ် အရင်ကဆိုရင်ခီးလောက်ကားနဲ့သွားမြင်းလဲနဲ့သွားကျုံလိုသွားနေကြတဲ့အတွက်စကားဆက်မြေတိတ်မဆူဖြစ်ကြလမ်းတွေအတူလျှောက်ပြီးခက်ခဲပြေးမှမှုကိုရွေးချယ်လို့ခီးသွားပါမှရပ်ပိုင်းအတွင်းမှာပဲစိတ်တွေကရင်းနှီးမှုပိုလာတယ်လို့ခံစားလိုက်ရတယ်စကားအပြောဆိုတွေပွင့်လင်းလာကြတယ်ဖော်ရွေလာကြတယ်တယောက်နဲ့တယောက်ထတ်တူကြကြရင်းနှီးလာတာထက်ကိုပုံမိုတဲ့ခံစားချက်မျိုးကိုသုံးယောက်စလုံးရရှိကြလေတယ်နောက်တောက်တောက်ကြည်စည်မှုတွေလည်းရှိလာခဲ့တယ် ဒီလိုဆိုပြန်တော့လေအရင်ကတော့၆ကက်ကက်နဲ့ဖြတ်တန်းလာကြတဲ့အချိန်တွေမှာရှိခဲ့ဘူးတဲ့စိုးရိမ်မှုတွေကနေလာနှိပ်ပြောက်သလိုပဲတချို့ကတမှုသက်သားတွေဖြစ်ခဲ့ဘူးတဲ့ဥပထူတို့ကတခါမှအခုလိုမနေဘူးကြတော့နေရထိုင်ရလွတ်လပ်မှုကိုသဘောကျနေတယ်။သုံးယောက်သားစကားတွေပြောကြရင်ဆက်ပြီးထိုင်နှားကြတယ်။အတန်ကြတော့အမောပြေကြပြီ။ကဲနေစဲမကျိုးခင်ကသွားကြစို့လား။ဟုတ်ကဲ့ကိုကြီး။သုံးယောက်စလုံးဖုတ်ဖတ်ခါပြီးထားလိုက်ကြတယ်။ ကဲသွားကြစို့ဥပတို့ကအရှိအနေလှမ်းထွက်တယ်မင်းကောင်တို့ကလည်းအနောက်ကနေလှမ်းထွက်လာခဲ့တာပေါ့ဒီခိုက်မှာပဲဟိတ်ကနေအော်တန်နဲ့တူညောင်မေထက်စီကနေလူတယောက်တို့အရှိစီရောခုံချလာခဲ့တယ်ရုတ်တရက်ဆိုတော့မင်းကောင်တို့တုံးရအနောက်စီရောခုံဆုံးမိပြီပြန်လည်တိုက်ခတ်ဖို့အသိပြန်လိုက်ကြတယ်ဒါပေမဲ့တို့အားလုံးချက်ချင်းကိုပဲအသိပြင်မိတာတွေကိုပြည့်ယုံမိကြတယ်ဘာကြောင့်လဲဆိုတော့တို့ရဲ့အရှိကိုကြလာတဲ့သူက ဇပြေဆုပ်ပွားနဲ့အဝယ်အစားဖျို့ဖျဲနေလို့တယောက်အသက်က30ဝန်းကျင်လောက်လို့ခန့်မှန်းရတယ်။မျက်နှာပုံစံကလည်းဆက်ဖြည်းဖြည်းတဟိဟိနဲ့ဟဲ့လို့ဒီခမရတို့ခုနတို့ကမြို့ဝင်မယ်လို့ပြောနေတာကိုကြားမိတယ်။ကြောက်မြို့ဝင်မလား။ဟင်အယူကအဝယ်အစားဖျို့ဖျဲနဲ့ကိုယ့်ရုပ်ကားရပြောရင်ကျန်းကြအိတ်ကြီးအောက်မှာထက်ဖွက်ထားတဲ့အရာကိုထုတ်လိုက်တယ်။ဟာ ရာတော်ရှင်တို့မြင်းပြူရှင်တို့လိုနှစ်ကိုနေရနှစ်ရုပ်တွေစီးတဲ့မြင်းပြူအယုတ်လေးအရှိတ်ဘက်လက်တချောင်းကတော့တန်လန်လေးပြုတ်ထွက်နေတယ်။မြင်းကတော့ခြေတစ်ဖက်မကောင်းတော့ဘူးဗျ။ခမည်းတော်ဝင်ပါလား။မင်းကောင်တို့မပြောနဲ့ဥပထူတာကိုဘာပြန်ပြောမှမသိ။ဒါကိုကြည့်ပြီးအယူအမျက်နှာညှို့ညွငငနဲ့ဆက်ပြောလာတယ်။အင်းပေါ်လေးကျုပ်မြင်းလေးကလက်ကျိုးနေတာဆိုတော့ခမည်းတော်ကဘယ်လိုချင်မှမလဲ။ အယူအပြောပြီးနေရမတည်းချစ်ပြက်လက်ပြက်ထိုင်ချလိုက်တယ်။အယူကိုချစ်ပြီးတော့မင်းကောင်တို့လည်းစိတ်မကောင်းဖြစ်သွားခဲ့တယ်။အဲ့ဒီလိုမဟုတ်ပါဘူးမောင်ကြီးရ။ဥပါထွားစကားဆလိုက်တယ်။ဒါပေမဲ့အယူကငိုနေပြီ။ငိုနေရင်ကဗဇက်ကလည်းတတူတူနဲ့ပြောလာတယ်။ခမရတော့ဒီမင်းအကြောင်းမသိလို့သား။တကယ်တည်းသိရင်ခမရတို့အထင်ကြီးကောင်ကြလိမ့်မယ်။အယူကမင်းယုံလေးကိုပုတ်တဲ့ရေးပြောတော့မင်းကောင်တို့၃ယောက်၁ယောက်မျက်နှာ၁ယောက်ကြည့်မိကြတယ်။ ူပုံစံလေးဟာတနာစရာကွာဘယ်မှနေလဲမသိဘူးတို့ချုံမော့ပြီးပြဲမော့ပြီးကြရအောင်음ကောင်းတယ်ကိုကြီးဒါဆိုလဲသူ့လိုက်ထိုက်တိုင်းနေကြဆိုလားသုံးယောက်စလုံးအယူရဲ့အရှိစီမှာထားလိုက်ကြတယ်ဥပတို့ကအယူရဲ့ပခုံးကိုနှစ်သိမ့်တဲ့အနေနဲ့လက်နဲ့ပုတ်လိုက်တယ်ဒီရမော့ရင်စိတ်မရှိပါနဲ့ကွာတို့ကခီးသွားတွေပါမင်းကိုလိုအပ်တာလဲမှန်တယ်ဒါမဲ့ငွေရနည်းနေတယ်ကွာ အခုမောင်ရင်မင်းကအစင်လာရှိတဲ့မင်းဆိုတော့ပိုလို့တော့ဝဲရခတ်သွားလို့ပါဂျီမီကိုအနှော်ထားမင်းကြီးစီးခဲ့တယ်နောက်ပြီးတော့ဥအောင်စီကလည်းစီးတယ်ဘယ်နောက်ဆိုရင်အယုတ်တယောက်ကိုစစ်ချီတော့ကဒီမင်းကိုစီးခဲ့တာဖះဖះအဲ့ဒီလောက်တော့အစင်လာကြီးလာခဲ့တာလားဟုတ်တယ်ဗျာဟုတ်တယ်ဒါပေမဲ့အစင်လာကအစင်လာပဲငွေရငွေပဲခမရတို့ရောင်းတာငွေနဲ့ရောင်းတာခမရတို့ဝယ်တဲ့နေ အယူအမလဲရှုပ်စကားကိုပြောတော့မင်းကောင်တို့ပြုံးဆဆဖြစ်ကုန်တယ်။ခမည်းရဲ့မြင်းဖြူကငွေဘယ်လောက်သတ်မှတ်တော့ခုနှစ်ပဲ။ဟင်။ဘာလဲပြ။ဈေးကြီးလို့လား။အဲ့ဈေးဈေးမကြီးပါဘူး။ဈေးမကြီးလဲဝဲလေ။ငွေကငါးဘက်ပဲပါတာ။အဲ့ဒီငါးဘက်ကိုပဲပေး။ရော့ရော့အယူအငွေငါးဘက်ကိုအရာလှမ်းယူတယ်။မြင်းရုပ်ကိုဥပါဒုစီထိုးပေးတယ်။ပြီးတော့ငွေကိုအငမ်းမြကြည့်လိုက်ပြီး ဒီငွေနဲ့ဆိုရင်ကြောက်ထမင်းစားလို့ရပြီအယူပဇက်ကထွက်လာတဲ့စကားပေါ့မင်းကောင်တို့ဗဇက်အောင်းသားဖြစ်ကုန်ကြရတယ်ဟေးဟေးထမင်းစားလို့ရပြီအယူကတော့ငွေကိုစိုက်ကြည့်ပြီးထက်မှတ်ပြောရင်တို့ကိုဂယူမစိုက်တော့ပဲပျော်ရွှင်မြူးတူးစွာနဲ့ထွက်သွားခဲ့လေတယ်ဒီလူကမယူဘူးကွတတ်တတ်ဟန်ဆောင်လာတာဗျာဥပထူးရဲ့စကားကြောင့်မင်းကောင်နဲ့တာနောတို့အံ့ဩသွားခဲ့တယ်ဘလို့ကြောင့်ပြောနိုင်ရတာလဲအကိုကြီး ူ့မျက်လုံးတွေကတက်တယ်ပဲ။ဒါကြောင့်ဘင်းတော်အမြင်တော်ငါပြမယ်။ဥပထူကပြောပြတာနဲ့အရှိအနေထွက်သွားခဲ့တယ်။သောတန်နေရဇရက်စီမှာဝယ်ယူလာတဲ့ထမင်းတုပ်ကို ဖြီးပြီးတော့မော်ဖောက်အငတ်မရစားနေမိတယ်။သူထမင်းမစားတာတပတ်လောက်ရှိပြီ။ပတ်စံလဲတပြားမှမရှိပဲ။အခုနောက်ညောင်မင်းကြီးစီမှာမြို့ဝယ်မယ်ဆိုတဲ့ခရီးသွား၃ယောက်ကိုညောင်ကိုင်းမှာစွန့်ထားတဲ့မြို့ကိုယူပြီးတော့အယူဟန်ဆောင်လို့ရောင်းချခဲ့လေတယ်။ ဝင်ကားပဲရပြီသူ့အတွက်ထမင်းဖို့ရတော့တက်တလုံးစီဝင်ပြီးထမင်းတောင်းဝယ်တယ်။ထမင်းနဲ့ငပြိုးဝှချင်းကျော်ကိုဝဲဦးရရှိခဲ့လေတယ်။ထမင်းတုပ်ကိုယူပြီးတော့တောက်တန်ဇရက်စီကိုပြေးလာခဲ့တယ်။စားတယ်။ပြီးရင်တော့ဒီတောက်တန်ထဲမှာပဲသူ့လောက်ဆရာရှိတဲ့အလုပ်ကိုလုပ်တယ်။ဒီအလုပ်ကသူ့မိသားစုအသက်ကိုကယ်တင်ရမယ့်အလုပ်။ပြီးတော့သူကိုယ်တိုင်လည်းတင်းရှောင်ပြေးနေရတဲ့ဘဝစီကနေလွတ်မြောက်စေမယ့်အလုပ်တစ်ခု။ထမင်းနဲ့ဟင်းရောမစားရပြက်လက်နေရကြတော့ စားရတော့ရအရသာရှစ်လွန်းလာတယ်။ထမဲတစ်ထောက်ကတခဏနဲ့ကုံသွားခဲ့တယ်။ပြီးတော့ရေကိုအငမ်းမြထက်တော့တယ်။ထမဲထုတ်တဲ့ဖက်ကိုဇေယျအောက်စီပြစ်ပြီးတော့သူကဇေယျစီကနေဆင်းလာခဲ့တယ်။ဒီခိုက်မှာပဲအခုနကခရီးသွား၃ယောက်ကတုတ်တန့်ရှစ်ရနေဖြတ်သွားတယ်။မဘုတ်ချက်ချင်းမဲ့အယူလိုပြက်ဟန်ဆောင်ပြီးတော့တိပေတဲ့ပင်နဲ့စကားပြောနေလိုက်တယ်။ခဏကြာတော့ခရီးသွား၃ယောက်ကတုတ်တန့်ကိုဖြတ်ပြီးရွာတော့ကိုဝင်သွားကြလိမ့်မယ်။ဒီကမှာဘွားဒုတ်တချောင်းကိုကောက်ပြီးတော့ တုတ်တဲ့အရှိဘက်ကမြင်းနေရအနှက်စီကိုလှန့်လန့်ထိုးဆပါတော့တယ်။အကိုကြီးပြောသလိုပဲဟိုလူကဟန်ဆောင်နေတာဗျ။ရွာထဲစီလက်ဝင်တာနောကဥပါထုကိုပြောလာတယ်။အေးဟုတ်တယ်ကွ။ထမင်းစားနေတော့လည်းသူ့ပုံစံကအကောင်းကြီးပဲ။ငါတို့ကိုမြင်တော့မှအယူလို့ပြန်လှုပ်သွားတာ။ဒီလူကမယိုးသားဘူး။နောက်ွယ်မှာအချောင်းတစ်ခုခုတော့ရှိနေလိမ့်မယ်။ကျတော့ဘာလုပ်ကြမလဲအကိုကြီး။ तू ကလူကောင်းလားလူဆိုးလား။ ဘာအတွက်အယူလိုဟန်ဆောင်ရလဲဆိုတာစုံစမ်းကြည့်ရတာပေါ့သုံးယောက်သားရွာထဲစီကိုဆက်ပြီးဝင်လာခဲ့ကြတယ်မြင်းပြူရုပ်လေးကမင်းငောင်ရဲ့လက်ထဲစီမှာသူတို့သုံးယောက်ကိုမျက်နှာစိမ့်နေဆိုတော့လမ်းသွားလမ်းလာရွာသူရွာသားတွေကကြွက်ကြည့်ကြွက်ကြည့်လုံနေကြတယ်သူတို့ကလည်းတုတ်တန်တဲ့ရအယူအကြောင်းကိုမင်းမြောက်မှုလူရှာကြလိမ့်တယ်လမ်းသွားလမ်းလာတွေကသူတို့အလုံရှိရကိုသွားကြမဲ့လူတွေမှုမမင်းမဆန်းခဲ့ကြဘူးခဏကြာကြာလှမ်းပြီးတော့အကြော်တဲလေးတစ်လုံးကိုတွေ့ရတယ် အကျော်စားကြရအောင်အကျော်တဝဲချပေးပါအောင်အကျော်ကြော်နေတဲ့မိမကြီးနဲ့အနီးဆုံးနေရာမှာထိုင်ကြပြီးတော့အကျော်မှားလိုက်တယ်မိမကြီးကသူ့ကိုတစ်ချက်ကြည့်တယ်ချပေးဖို့ကလက်ကမအောင်ဖြစ်နေတယ်စိတ်တော့မရှိပါနဲ့ဒီဘက်ကအငဲကောင်လေးလာယူပေးပါလားမိမကြီးကစကားအပြောဆိုတတ်တယ်မင်းကောင်ကအကျော်ပကံကိုတားယူလိုက်လိမ့်တယ်အကျော်တစ်ခုနှစ်ခုစားပြီးမိမကြီးအားလက်တော်ကိုစောင့်ကြတယ် မိမကြီးကလက်စအကြော်တွေကိုဆက်ယူပြီးတော့အသေးပြန်ထဲတော့ကိုမြင်တော့မှဥပသူကဒီကအမကြီးကိုတခွလောက်တော့မေးကြည့်ချင်လို့တင့်ဖြစ်ပေးနိုင်မလားဗျဘာများမေးမလို့လဲမေးလေအော်ဒီလိုပါကျုပ်တို့ရွာအပြစ်မှာအယူတယောက်ကို တွေ့ခဲ့တယ်ဗျတူကဒီရလားဘေးရလဲတင့်ပြောပြပေးပါလားအော်တော်တာဇင်းမရှိရှိနဲ့ဟိုအယူလေးကိုပြောတာလားဟုတ်တယ် သူ့အကြောင်းကတော့ဘယ်လိုပဲဝယ်မသိပါဘူးတော့ရွာကိုရောက်လာတာလဲတပတ်ကျော်လောက်ပဲရှိလေအောင်မယ်ဟုတ်လားဟုတ်ပါဟုတ်ပါဘယ်ရဘယ်လိုရောက်လာတာလဲအမကြီးဘယ်ရမန်းကိုမသိတာတောက်တောင်ကိုရောက်လာတာပဲလူတွေကသိကြတယ်ဒါတောင်မှဘယ်အချိန်ကလေးကရောက်နေတယ်ဆိုတာမသိဘူးတောက်တောင်ကိုနိုင်ရဖို့သွားမှသူ့ကိုမြင်မိကြတာအဲ့ဒီလိုလားဟုတ်ပါဟုတ်ပါကျေးဇူးတင်ပါတယ်ဗျာ ဥပထူရအယူဟဆောင်တဲ့လူကိုပိုလို့စိတ်ဝင်စားသွားခဲ့တယ်။ဘဲအတွက်ကြောင့်ဒီလူကအယူဟဆောင်ရတာလဲ။မင်းကောင်ကခတ်တိုးတိုးလေးရေရော့လိုက်တယ်။သူ့နောက်ကွယ်မှာအချောင်းတစ်ခုတော့အသေးချာရှိနေပြီကွ။တေးချာတာတော့မဟုတ်တန်းတရားတစ်ခုခုပဲ။ဒါဆိုဘယ်လိုဆက်လို့တင့်လဲအကို။စုံစမ်းကြည့်ပြီးတော့ဘာလဲဆိုတာသိအောင်လုပ်ကြတာပေါ့။ဟုတ်ကဲ့။အဲဒီနောက်မှာတော့၃ယောက်သားအကျော်စားပြီးရွာအပြင်ကိုပြန်ထွက်ခဲ့ကြတာ။ သုံးစံစီကိုခြေဦးပြန်တယ်လိုက်လိမ့်တယ်။သုံးစံစီမှာမောင်ဖုံးတယောက်လူသူလေးပါအရေးချီကိုကြည့်ဒေါက်တာချောင်းနဲ့ဟိုးဟိုးဒီဒီတူးဆွရင်အလုံရှုံနေတယ်။သုံးတန်ရဲ့အရှိအနေလှဲတစီဖြတ်သွားတော့မောင်ဖုံးတယောက်မြေပေါ်တစ်ခုနဲ့꿰ပြီးဝေးချလိုက်တယ်။ဒီအဖြစ်ပြက်တွေအားလုံးသုံးတန်နဲ့တဲစိရောက်ရှိနေကြတဲ့မင်းကောင်တို့ကမြင်မိကြလိမ့်မယ်။အကိုကြီးဒီလူကတခုခုတော့ရှာနေရပဲဗျ။ဘာရှာနေရလဲတော့မသိဘူး။အေး မြေထဲကတစုံတစ်ခုရှာနေတာသူ့အတွက်တိတ်ကိုအရေးကြီးမယ်ထင်တယ်ရိုးတော့မရိုးသားတာတော့အမှန်ပဲအကိုကြီးကျွတ်တော့ဒီလူကဘာလဲဆိုတာသိကျင်လွန်းလာပြီအချိန်မျိုးဆက်ကြည့်ကြတာပေါ့ကွာဒီလိုနဲ့ညီမြင့်ဆက်လက်စောင့်ကြည့်ကြတယ်မဖုံးကတော့သူတို့စောင့်ကြည့်နေရတွေကိုမသိလို့တော့လောက်เสียရှိတာကိုပဲအာယုံဆိုင်ပြီးဟိုလက်ဒီလက်နဲ့လှန့်လန့်တူးဆွနေတယ်အတော်ကြတော့မဖုံးတယောက်မောသွားဟမ်းမယ်တူရင်းကိုပြစ်ချပြီး ြေပြင်မှာပက်လက်လန်ချလို့ဟူကနဲ့လေပူမှုတ်ထုတ်လိုက်လိမ့်တယ်။အချိန်ကညနေစောင်းနေပြီ။အချိန်မရှိတော့ကွာ။ထက်ပြီးထဲတော့မေးကြတာပေါ့။ဒီလိုနဲ့သုံးယောက်စလုံးပုံခွဲကြည့်နေရကထွက်လိုက်ကြတယ်။မပုံးကတော့မောလောလောမျက်စိစုံမဲ့ပြီးနားနေလျက်မင်းကောင်ကသူ့လက်ထဲကင်ထားတဲ့မြင်းပြူရုပ်ကြီးကိုမောင်ဖိုးစီကိုလှမ်းပစ်လိုက်တယ်။မောင်ဖိုးကသူ့စီကိုရောက်လာတဲ့မြင်းရုပ်ကိုလက်တစ်ဖက်နဲ့ဖြတ်ခနဲ့ပတ်ထုတ်လိုက်တယ်။မြင်းရုပ်ကလည်းမျက်စိကျတော့ ချက်ချင်းပဲအယူလိုပုံစံပြန်ဖြစ်သွားပြီးကြောက်လန့်ဟန်တဲ့ခေါင်းပေါက်လေးကမင်းငုံတို့ကိုကြည့်ပြီးလက်အုပ်ကိုချိလိုက်တယ်။ဟာသူတို့စင်တို့ဘာလားဘယ်ရပြလို့ကြောက်လာကြတာလဲ။မဘောမေထက်ပြီးဟန်ဆောင်မနေပါနဲ့တော့ကွာ။တန်တော့ကပြောပြီးအရှိ့ကိုလှမ်းတိုးတော့မဖုံးကခုန်ဆော့ပြီးအနောက်ကိုဆုတ်သွားတယ်။မင်းမင်းတို့ငါ့ကိုဘာလို့ကြောက်မလို့လဲ။ငါ့စီရထမင်းစားကြင်တော့လား။တန်တော့ ဥပါတော်တာနောရဲ့နာမည်ကိုခေါ်လိုက်တယ်။ဒီခါမှာတော့တာနောကရုတ်တရက်မောက်ဖုံးစီကိုခေါ်အုပ်လိုက်လိမ့်တယ်။တတိမမြဲတဲ့မောက်ဖိုးကလှစ်ခနဲ့တိတ်ဆောင်ထွက်သွားတယ်။တာနောကဒိုရက်ဆက်ပဲအတင်းလိုက်ပြီးတိုက်ခိုက်တယ်။မောက်ဖုံးကလည်းအနောက်ကိုဆုတ်လို့ရှောက်တိန်တယ်။တခဏကြာတော့မှမောက်ဖိုးကအယူပြန်ဟန်ဆောင်မှုကိုသတိရပြီးရှောက်တိန်တော်ကိုရက်လိုက်တယ်။ရိုက်ချလာတဲ့တာနောရဲ့လက်ဝါးဆောင်ရိုက်ချက်ကိုလည်းမလုံမရှားနဲ့အတိုင်းသာခံယူဖို့ပြင်လိုက်တယ်။တာနောကလည်းမောက်ဖုံးကိုရိုက်ချင်လို့မဟုတ် တယုတ်မှန်ပေါ်အားလောက်တာဆိုတော့လဝါဆောင်ရချက်ကိုထိလို့ထိခင်မှာတက်ငနဲ့ရက်လိုက်တယ်။ဥပတော်ကလက်ခောက်တီးပြီးတော့တန်တော့နဲ့မှာပေါ်အနာကိုရှောက်လာတယ်။ကဲမောင်ရင်မင်းဘာမှဟန်ဆောင်မနေတော့ပါနဲ့ကွာ။မင်းရဲ့လောရက်တွေကိုငါတို့အတိုင်းသားအကုန်မြင်ပြီးပြီ။အိုးသူ့အရိုစင်ကြီးလို့ကကျုပ်ကိုဘာတွေပြောနေရလဲ။အမလေးလေးလေးမင်းမင်းငါမြင်လေနာပါပြီလားယေ။မဘောကမမလျှော့ အယူဆက်ပြီးဟန်ဆောင်စေမင်းရုပ်ကိုတော့မှအပြေးကောက်လိုက်သေးတယ်မောင်ဖောင်းတော်လိုက်ပါတော့ကွာငါတို့ကမင်းရဲ့ရန်သူတွေမဟုတ်ပါဘူးကွာအစကတည်းကမင်းမန်လာလို့မင်းကနဲ့နာသူဆိုရင်ကိုညီမယ်ဆိုပြီးဆုံးဖြတ်ထားတဲ့သူတွေပါမင်းကောင်ကဝင်ပြောလိုက်တယ်ဒီကမောင်ဖောင်းကဟန်မလုပ်တော့ဘူးတည်ငြိမ်စွာနဲ့ပဲခမားတို့ကချက်ကိုကူညီမယ်ဆိုတော့ခမားတို့၃ယောက်ကဘယ်သူတွေမှုတ်လို့လဲငါတော့ဘာတုံးဒီဘက်ကတာနော် ဟိုဘက်ကတော့မင်းကောင်မင်းကောင်ဆိုတာအခုနာမည်ကြီးနေတဲ့စောရမင်းကောင်ဆိုရလားစောရမင်းကောင်ကနာမည်ကြီးနေတယ်ဟုတ်လားဒီဒီချင်းအံ့ဩသွားကြတာကဥပဒူတို့တွေဟုတ်တယ်လေဗျာစောရမင်းကောင်ဆိုတာလူတို့ကြောင့်မှအတောက်ကိုနာမည်ကြီးနေပြီသူ့ရဲ့အစွမ်းတက်တဲ့တွေနဲ့အလိုတော်ကြီးကြည်ရက်တက်တွေကိုပြစ်မှတ်ထားတဲ့လှုပ်ရှားပုံတွေကိုမမလူထုကကျင်းနဲ့နေကြပြီးမျောလင့်နေကြတာဗျကျုပ်ကတိုင်းသမားတယောက်ဆိုတော့ စောရမင်းကောင်အကြောင်းတွေကြားမိရပါတယ်။မဖုံးကသူသိထားတော့ကိုပြောပြတယ်။ဥပဒုကမင်းကောင်အတွက်အန်ရဲများလုံးတော်မမဟုတ်ကြောင်းညှင်းဆန်ဖို့ခေါင်းကိုခိုင်ရွှန်းလိုက်တယ်။အခုကစောရမင်းကောင်အစ်စ်ဆိုရင်တော့ကျုပ်ကိုနှကောက်နဲ့မျက်မစပီလေ။ကျုပ်ဒီရဲ့ထဲမှာစောရမင်းကောင်နဲ့တွေ့ပါစေလို့ကြိတ်ပြီးဆူတောင်းနေမိရတာ။ကျုပ်ကိုကူညီပါဦးဗျာ။ဘာအတွက်လဲ။ကျုပ်ဘွားအတွက်တိတ်ကိုအရေးကြီးလုံးလို့ပါဗျာ။ မောင်ရင်ကိစ္စဘယ်လောက်ထိတော့အရေးကြီးနေတာမဟုတ်လို့လေကျုပ်ရဲ့မိသားစုတစုလုံးပလဲစီမှာအဖမ်းခံနိုင်ရတယ်ပြီးတော့ကျုပ်လည်းအဖမ်းခံရမယ့်အရေးအသက်ခံရမယ့်အရေးကိုကျုပ်တွေ့နေရတယ်အသေးချာပြောပြစမ်းပါကွာတန်နေရမြတ်တက်သူတာတော့ဝင်ပြောလိုက်တယ်ဟုတ်ကဲ့ကျုပ်ပြောပြပါမယ်ဒီလုံးနဲ့လေးယောက်သားအုတ်ကူတလုံးစီမှာထားလိုက်ကြလိမ့်တယ်ဒါမင်းနောက်မှာတော့မောင်ဖုံးကသူ့အကူကြီးတောင်းလို့တဲ့အကြောင်းကိုပြောပြလာခဲ့တယ် မဖုံးကတိုင်းစရာတယောက်သူနေထိုင်ရရမဲသေးမျိုးနဲ့အနီးတဝက်စီကိုလှဲ့လေတိုင်းသိရင်အမက်မထဲပြန်မဲ့တယောက်နဲ့တိုင်းပြန်မိခဲ့တယ်မဖုံးရှုံးနေသွားခဲ့တယ်ဒီတော့မပြတ်ခင်မှာပြေးထားတဲ့ဂရိတိုင်းနိုင်သူခိုင်းစီတဲ့အလုတ်ကိုရှုံးသူဖြစ်တဲ့မဖုံးကလှုပ်ပေးရလိမ့်တယ်တစ်ဖက်ကစေကိုင်းသူကမဖုံးကိုမျက်နှာပြူလူတယောက်အိမ်ရနေတံမွေကြီးပစ္စည်းတစ်ခုကိုဝင်းရောက်ခိုးယူခိုင်းတယ်ဘာလို့လို့ဆိုတဲ့ဂရိကိုထားတော့အလွယ်တကူနိုင်မဲ့ထင်လို့ ဘာမလုပ်ရညာမလုပ်ရဆိုတဲ့စီကံကိုမတက်မှတ်မိခဲ့ဘူးဒီအတွက်မှာဘုတ်တရားမခိုးယူချင်ပေမဲ့လည်းမျက်နှာဖြူကြီးရဲ့အရာပစ္စည်းကိုဝင်ရောက်ခိုးယူခဲ့ရတယ်ဒီမျက်နှာဖြူကြီးရဲ့တပည့်တပန်းတွေကိုတခါတော့မောင်ဖုံတိုက်သိမ့်ပေးခဲ့ဘူးလေဒီတော့ဒီလူတွေကသူ့ကိုသိတယ်ဒါအတွက်မျက်နှာဖုံးဆုပ်ပြီးအဆောက်အကျတွေအများလုံးနဲ့အထဲစွန့်စွန့်ဆာဆာဝင်ရောက်ရလိမ့်တယ်ကျိုတေပြင်ဆင်ထားလေတော့အခက်ခဲမရှိပဲသူရရမဲ့ပစ္စည်းကိုအရယူနိုင်ခဲ့တယ်အညူအတက်တာလေးတစ်လုံး တက်တာကိုယူပြီးပြန်ထွက်လာတဲ့အချိန်မှာတော့အဆောက်နေရမြင့်မိပြီးမဖုံးကိုလိုက်ဖမ်းကြတယ်။ပြေးလွားရင်မျက်နှာကိုစီးထားတဲ့ပေါ်ဝါကကျွတ်ကျသွားတော့မဖုံးကိုမှတ်မိသွားလိမ့်တယ်။သူတို့ကိုပညာသင်ပေးထားတဲ့ဆရာဆိုပေမဲ့တစ်ဖက်ကမျက်နှာပြူကြီးစီမှာတစ္ဆာခံထားကြတဲ့သူတွေဆိုတော့မရမကလိုက်ဖမ်းကြတယ်။မဖုံးကလည်းညဘက်ကြီးကိုအသက်လူလို့ပြေးလွားရင်ဒီတောက်တန်စီကိုရောက်လာခဲ့တယ်။လူမြောက်ဘဝမလွယ်တော့တောက်တန်ကြီးရဲ့အမှောင်ထဲမှာ ပစ္စည်းတက်တာလေးကိုမြေချင်းတူးလို့မြုပ်ခဲ့ပြီးလူကြီးတက်တက်ထပ်မံလို့ထွက်ပြေးတယ်။ဒီကိစ္စောက်တဲ့မှာဘောကလွန်မြောက်ခဲ့တယ်ဆိုပေမဲ့မျိုးရင်းနေတဲ့မိသားစုတော့ပလုတ်တရားဖမ်းဆီးသွားလိမ့်တယ်။သူလည်းမျိုးစီကိုပြန်လို့မဖြစ်တော့ဘူး။တစ်ဖက်ကပစ္စည်းအရမဲ့သူကလည်းသူ့ကိုတတ်မယ်လို့ကြုံမှားထားတယ်။ဒါကြောင့်မဲ့တုတ်တန်စီကိုပြန်လာပြီးပစ္စည်းကိုရှောက်ပြီးတော့ကန်ဆုံးစွာနဲ့ပဲနေရာကိုမမှတ်မိတော့ဘူး။တစ်ဖက်မှာလည်းမိသားစုရဲ့အသက်ဘေးကရှင့်နေပြန် သူ့ဘက်မှာလည်းအသက်ပေးအဖမ်းခံရမဲ့ဘေးတွေကရှင်းနေပြန်တော့မောင်ဖို့ပြများရလိုက်ပြီ။ဒါကြောင့်ပစ္စည်းကိုပြန်ရဖို့အတွက်တုတ်တန်စီမှာသူခိုကပ်ပြီးရှောက်ဖွေဖို့လိုအပ်တယ်။အဘက်ဘက်ကဘီအန်ဒီရတဲ့အတွက် သူရုပ်ဖြတ်ပြီးအယူလိုဟန်ဆောင်ခဲ့တယ်။ရွာထဲကိုသူ့မွေအောင်တုတ်တန်ထဲမှာပဲနေတယ်။မနေ့တော့ကရွာထဲကိုပလုတ်တွေရောက်လာတယ်။မောင်ဖို့လည်းတုတ်တန်ကနေထွက်ပြေးလာပြီးညောင်မီကြီးစီမှာပုံအောင်ရင်အိပ်ပျော်သွားခဲ့တယ်။အဲ့ရကနိုးတဲ့အချိန်မှာတော့ အောက်စီရမင်းကောင်တို့ပြောနေတဲ့စကားတွေကိုကြားမိပြီးဘိုက်ကလည်းစာနေတဲ့အတွက်အကြံထုတ်ပြီးတော့ညောင်မင်းစီမှာရှိနေတဲ့နတ်ဆင်ရစွန့်ထားတဲ့မြင်းမြို့အယုတ်ကြီးကိုယူပြီးတော့မှရောက်ချခဲ့ခြင်းဖြစ်ပါတယ်။ကျုပ်ထမင်းမစားခဲ့ရတာငါရဲ့ကြော့ပဲ။ဘယ်အောင်မှလည်းမထွက်ရဲဘူး။ဘဲမှလည်းမသွားရဲဘူး။ဒီဟာပစ္စည်းကအခုထိမတွေ့သေးတော့ဘာလို့ရမလဲကျုပ်မသိတော့ဘူး။ဒီဟာဦးလေးတို့လိန်လယ်မိတဲ့အတွက်ကြောင့်ကျုပ်တောင်းပန်ပါတယ်ဗျာ။อืม ခမရဲ့အဖြစ်ကိုဘလို့ပြောရမှန်းတော့မသိတော့ကျုပ်ကိုကုညီပေးကြပါအောင် ကျုပ်တို့ကဘလို့များကုညီပေးရမှာလဲလောလောဆယ်တော့ကျုပ်ကိုတမဲသူကဒီအနည်းနာမှာပဲရှိနေတယ်ဒီလိုကကျုပ်စီရပြစ်စီမရသေးတော့ကျုပ်ကလည်းလဲထားလေလို့ထင်မြင်နေတာမနေ့ကလည်းတပတ်ခေါက်မှပြစ်စီမပေးနိုင်ကျုပ်ကိုတတ်မယ်တဲ့မဘုံကတက်ပြင်းကိုချလိုက်တယ်ကျုပ်ကိုတတ်တာအတွက်ရင်ဆိုင်ရမယ်ဆိုလဲကျုပ်ရင်ဆိုင်ရပါတယ် တည်ရမယ်ဆိုရင်လည်းကြုတ်တည်ရဲတယ်။ဒါမဲ့တကယ်လို့ဒါကြုတ်တစ်ခုခုဖြစ်သွား၏။ကြုတ်မိသားစုကိုကဲမဲ့သူကမရှိတော့ဘူး။အမှန်ပဲပေါ့။အဲ့ဒီအတွက်ကိုမင်းကောင်တို့အနေနဲ့ကြုတ်ကိုကုညီပေးနိုင်မယ်ဆိုရင်အရင်ဦးဆုံးကြုတ်မိသားစုဘေးကင်းရေးအတွက်ကဲထုတ်ပေးစေလိုပါလေ။မောင်ရင်မိသားစုကိုကဲရမယ်။ဒါလို့ဆိုရင်မောင်ရင်တို့ရဲ့အပြစ်ကပိုကြီးတော့မယ်ထင်တယ်နော်။ပြီးတော့တကယ်လို့ဒါကဲနိုင်ခဲ့မယ်ဆိုရင်မောင်ရင်တို့ဒီနေရာနေပါရှောက်တိန်သွားရလိမ့်မယ်။ မိသားစုလွတ်ရင်ရပါပြီ။ကျန်တာတော့ဘာတွေပဲဖြစ်လာပါစေ။ကြောက်ရင်းဆိုင်နိုင်ပါလေ။အင်းလေကဲပြေးဆိုတော့လည်းကဲပြေးလို့ရပါတယ်။ဒါပေမဲ့မောင်ရင်ကရောဘာဆက်လုပ်မှာလဲ။ကျောက်ကတော့တပတ်ကမတိုက်ခင်ပြစ်စစ်ကိုတွေ့အောင်ရှောက်ဝေးကြည့်တာပေါ့။တကယ်လို့များတော့လည်းဖြစ်ချင်ရဖြစ်ထိတ်တရင်ဆိုင်ကြတာပေါ့ဗျာ။ Ừm ခတ်တော့ခတ်နေပြီ။ဥပသူကရေရွတ်လိုက်တယ်။တာနောကမင်းကိုတခုမေးချင်သေးတယ်။ ဟုတ်ကဲ့မေးပါမင်းတို့အလောက်ခိုင်းနေသူကဘာသူလဲဘာအတွက်ကြောင့်သူကိုယ်တိုင်တိုင်းပညာရှင်ဖြစ်နေပါရဲ့ ਨੇ ကိုယ်တိုင်မလောက်ပဲမင်းတို့ကြားခံစိတ်ခိုင်းရတာလေသူဘယ်သူလဲတော့ကြောက်လဲတေချာမသိဘူးသူ့ရဲ့မျက်နှာမှာမျက်နှာဖိုးတစ်ခုတက်ထားတယ်သူ ਨੇ ပညာပြန်ဖြစ်တာကျော့အင်ကိုအပြက်လမ်းမှာရုတ်တရက်သူ ਆ တက်ခိုက်လာပြီးစိန်ခေါ်တာဗျဒီလူကတစ်ခုခုပဲဟုတ်တယ်ဒီလူမှာအကြောင်းတစ်ခုခုရှိလိမ့်မယ် ကျုပ်လည်းအဲ့ဒါတော့တရိပ်ထမ်းမိလာပါတယ်။ကဲအခုဘယ်လိုလုပ်ကြမလဲ။လာတလို့တော့သူ့ရဲ့မိသားစုကိုအရင်ကဲထုတ်ပေးတာအကောင်းဆုံးဖြစ်လိမ့်မယ်။ကျန်တာတော့မင်းစင်ကြီးကတာအကောင်းဆုံးပဲကို။အေးလင်ဒါဖြစ်လဲကဲကြတာပေါ့ကွာ။ဒီနောက်ပိုင်းတော့မင်းကောင်တို့ကမဖုံးရဲ့မိသားစုကိုပြလိစီရကဲထုတ်နိုင်မှုအတွက်တာမြင်ခဲ့ကြတယ်။ညအချိန်မှာတော့ရမဲသေးမျိုးစီကပြလိကဟာကင်းသမားတွေကလွဲလို့ ကျင်းတဲ့လူတွေအိမ်မောကြပြီးတိတ်ဆိတ်နေတယ်။ဂတ်တဲစီကိုအရေးလေးကိုချင်းကပ်လာခဲ့တယ်။ဂတ်တဲအနောက်ရောက်တော့အရေးတကွာလက်ကနဲ့အထဲစီကိုကြောင်တစ်ကောင်းလုံးခုံဝင်သွားခဲ့တယ်။တိတ်မကြလိုက်အထဲကအဆောက်တွေကအရေးဝင်ရောက်သွားတဲ့အရေးရဲ့တက်ခတ်မှုကြောင့်အတန်အောင်မထွက်နိုင်ပဲလဲကြကုန်တယ်။အဝင်တကားကပွင့်လာတယ်။တကားဖွင့်မိတဲ့သူကခုနအရေးကျင်းတဲ့၃ယောက်ကအထဲစီကိုဝင်လိုက်ကြတယ်။ပြီးတော့ကင်းဆောင်တွေတယောက်ပြီးတယောက်ကိုဒရိမ့်မိသွားအောင်လှုပ်ဆောင်ပြီးတော့ ကတဲ့အထဲစီကိုဝင်ရောက်လာခဲ့တယ်။အချုပ်ခန်းစီကအဆောက်တွေကိုထပ်မံတိုက်ခိုက်ပြီးတော့အထဲမှာဖမ်းဆီးခံထားရတဲ့မဖိုးရဲ့မိသားစုတွေကိုကယ်ထုတ်ကြလိမ့်တယ်။အရာရာကအခက်ခဲမရှိအကုန်လုံးပြန်ထွက်လာတဲ့အထီးကအစင်ချော့ချော့ပဲ။ဒါပေမဲ့လည်းမနှက်ပြမနှက်မှာတော့ရမဲသေးတစ်မျိုးလုံးဟာပလိတ်ကတဲ့ကိုညာတော့လူလေးယောက်ကဝင်ရောက်စင်းနေအောင်မပြောင်းဆန်နေမှာတော့အမှန်ပဲ။ကတဲ့ရနဲ့ထွက်လာကြပြီးတော့မင်းကောင်တို့ဟာမဖုံးရဲ့မိသားစုကို စကားဘက်ကသူတို့ရဲ့လှုပ်ဝဲတီထားတဲ့ရွာသားရစီကိုဆီလွတ်ဖို့ရာစီစဉ်ထားတဲ့အတိုင်းဆက်လက်လှုပ်ဆောင်ခဲ့ကြပါတယ်။မနေ့ဝီလီဝင်းလင်းမှာတော့မဖုံးတော်မိသားစုကိုရမဲသိမ်းမြို့ကနေယထာခီနဲ့ထွက်ခွာစေနိုင်ခဲ့တယ်။ယထာထွက်ခွာပြီးတဲ့နောက်မှာတော့မင်းကောင်တို့ဟာရမဲသိမ်းမြို့ပေါ်ကနေရုတ်ဖြတ်လို့ပြန်လည်ထွက်ခွာလာခဲ့ကြတယ်။သူတို့မြို့စီကထွက်ခွာပြီးတဲ့နောက်မှာတော့အားလုံးယူဆထားသလိုပဲဂတဲတဲကိုဖောက်ထွေးဝင်ရောက်ပြီးတိုက်ခတ်သွားတဲ့လူတွေကြောင့် ပလက်တွေတမြုပ်လုံးကိုစီနေရှောက်ဝေစာပြုတ်လိပြီပရိသတ်များရှင့်စောရမင်းကောင်နဲ့တိုင်းဆရာမောင်ဖုံးဇလန်းလေးကတော့ဒီလောက်ပါပဲနော် နားစင်အားပေးခဲ့ကြတဲ့ပရိသတ်တွေတူကြီးစီကိုကျေးဇူးထူးပဲတည်ရှိသလားဆိုင်းဆရာထမတောင်ကိုလည်းကျေးဇူးထူးပဲတည်ရှိပါတယ်ရှင့်ဒီဇလန်းလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူမိပဲဖြစ်ပါတယ်ပရိသတ်များအားလုံးပဲကံကောင်းခြင်းပျော်ရွှင်ခြင်းကျမချင်းတွေကို အစင်သာဝရပတ်စားနိုင်ကြပါစီရှင်။